forex trader တွေအကြောင်းစဉ်းစားကြည့်လိုက်အောင်သူတို့ဟာစွန့်စားမှုအရေးများပြီးစီးကန်းနဲ့စိတ်ပညာကိုပဲအဓိကအားကိုးရလေလောကမှာရှင်သန်နေကြတာပါဒါနမဲ့လေသူတို့ကိုအောင်မြင်စေတဲ့အသွေးခေါ်ပုံချမ်းကိုတခြားဘလို့ရည်မှန်းချက်မျိုးမှမဆိုအတုံးချကြည့်ရင်ဘလို့ဖြစ်မလဲသူတို့တို့နဲ့မူရီကပတ်စံအတွက်ချီပဲဟုတ်ပါဘူးတကယ်တော့အောင်မြင်မှုအတွက်တကယ်ကိုအားကောင်းတဲ့စိတ်ပိုင်းဆိုင်ရာမူပေါင်းတစ်ခုကိုကျွမ်းကျင်အောင်တုံးနေကြတာပါကဲဒီနေ့မှာတော့အဲ့ဒီ forex mindset ကိုအသေးစိတ်လေ့လာပြီး ကိုပိုင်အောင်မြင်မှုအတွက် formula တစ်ခုဖြစ်ဘလို့အသုံးချမလဲဆိုတာကြည့်လိုက်ကြရအောင်လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်က Henry David Thoreau ပြောခဲ့တဲ့ Thoreau အားကောင်းတဲ့စကားတစ်ခုနဲ့အရင်စကြည့်ချင်းတယ်သူကပြောတယ်လူအများစုဟာတိတ်ဆိတ်ခြောက်ကတ်တဲ့စိတ်ပြတ်အားငယ်မှုတွေနဲ့ဘဝကိုဖျက်ဆီးနေကြရတဲ့ဒါတကယ်ကိုထိမိတဲ့စကားတစ်ခုမနော်ဒီနေ့ခင်မှာတော့မှဒါအားစစ်မှန်တဲ့စိတ်လှရှားမှုဒါမှမဟုတ်ရှင်းလင်းတဲ့ရည်ရွယ်ချက်မရှိဘဲလမ်းပြောင်နေသလိုခံစားချက်ကိုဒီဒီကျကျဖော်ပြနေတော့ပဲ ဆိုတော့အဓိကမိန်းကုန်းကကိုဟာပဲလမ်းကြောင်းပေါ်မှာရှိနေရလဲဆိုတာပါပဲစိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝလားဒါမှမဟုတ်တိတ်ဆိတ်ချောက်ကတ်တဲ့စိတ်ပြက်အားငယ်မှုလားရှစ်ဆက်မသွားခင်မှာကိုယ့်ရဲ့ရည်မှန်းချက်တွေဆရာထက်တန်မှုတွေနဲ့ပတ်သက်ပြီးကိုဘယ်နေရာမှာယက်တည်နေလဲဆိုတာကိုတစ်ချက်တော့အလေးနဲ့စဉ်းစားကြည့်ဖို့လိုအပ်ပါတယ်အဲ့ဒီအဖြစ်ကနောက်လာမယ့်အရာအားလုံးရဲ့အစမှဖြစ်လာမှာပါကဲအဲ့လိုတိတ်ဆိတ်တဲ့စိတ်ပြက်အားငယ်မှုနဲ့ဘယ်လိုယုံထမ်းမလဲပထမဆုံးအဆင့်ကတော့ trader တယောက်ကသူ့ရဲ့အမျက်ပန်းတိုင်ကိုတတ်မှတ်တာနဲ့တော်တော်လေးတူပါတယ် ကိုထတော့ဒါဟာအိမ်မက်တခုရဲ့စွမ်းအားကိုပြန်တိရှာဖွေတွေ့ရှိခြင်းပါပဲ။ဘာလို့လဲဆိုတော့ရှင်းလင်းတဲ့လီမန်းချက်မရှိရင်ဘလို့နီးပြူဟာမျိုးမဆိုအလကားဖြစ်သွားမှာမလို့ပါ။အိမ်မက်ဆိုတာအထိပယ်ရှိတဲ့အပြောင်းလဲတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အစဖြူရဖြစ်ပါတယ်။ဒီစကားကတော်တော်လေးအားကောင်းတဲ့အတွေ့အကြုံကိုပေးပါတယ်။လူလေသေးမှအစင်းအဆုံးလူဟာပိတ်ဆံတပြားမှမရှိတဲ့သူမဟုတ်ဘူး။အိမ်မက်မရှိတဲ့သူသာဖြစ်တယ်တဲ့။ဒီလိုလေးစဉ်းစားကြည့်အောင်လေ။ပိတ်ဆံဆိုတာယင်းကြီးငွေခုပဲ။ မားရွင်းတဲ့ tree တခုမှအကုန်ဆုံးရှုံးသွားနိုင်တယ်။ဒါပေမဲ့အိတ်မက်တကြတော့ရောအိတ်မက်ဆိုတာကိုယ့်ရဲ့ကုံတွယ်ရဲ့ new view အတခုလုံးပဲလေ။ဆုံးဖြတ်ချက်တိုင်းကိုလမ်းညွှန်ဖိပြီးဆုံးရှုံးမှုတွေကြုံရရင်တော့ရှစ်ဆက်ဖို့တုံးအားပေးရမြုံမချက်သေးပါရဲ့။ဒါပေမဲ့လေအိတ်မက်တခုတည်းနဲ့တော့ပေးရမလဲ။အိတ်မက်တက်တက်ပဲဆိုရင်အိမ်မထဲမှာပဲကြံနေမှာပေါ့ဘဝရဲ့အောင်မြင်တဲ့ trade တခုကိုအကောင့်ထဲပို့ဖို့စနစ်တခုလွာပါတယ်အဲ့ဒီအိမ်မကိုလက်တွေ့ဖြစ်လာအောင်လောက်ဆောင်ချက်နဲ့ယင်းနှမြုပ်နှံမှုတွေပေါင်းဆက်ပေးမဲ့လက်တွေ့ကြတဲ့ formula တခုပေါ့ trader တွေဆိုကောင်းကောင်းတည်ပါတယ်ပြီးပြည့်စုံတဲ့ season တစ်ခုဟာအကောင့်အထည်မဖို့ရင်ဘာမှတန်ဖိုးမရှိပါဘူးအောင်မြင်ဖို့အိမ်မက်မက်နေုံနဲ့မရဘူးလေအဲ့ဒီနေရာကိုရောဖို့တက်တက်ကြွကြွလူဆောင်မှရမှာပါဒီစကားကကို့ဘဝရဲ့နီးပြူဟာကိုအကောင့်အထည်ဖို့ဖို့ကိုယ်တိုင်မှတာဝန်ရှိတယ်ဆိုတာကိုထိထိမိမိတက်တိပေးနေပါတယ်ကဲဒီအောင်မြင်မှုတဲ့ formula ကိုကြည့်လိုက်အောင်ပထမဆုံးအိမ်မက်နဲ့စတင်တယ်ပြီးတော့ဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်အဲ့ဒါကမျောလင့်ချက်ပေါ့ အဲ့ဒါကိုပေါင်းထဲတယ်။နောက်ဆုံးမှာတော့အဲ့ဒါကိုလိုက်လို့ရတဲ့တက်တီတွက်ချက်ထားတဲ့စွန့်စားမှုတစ်ခုကိုလော့ဆောင်ရတဲ့တက်တီလိုအပ်ပါတယ်။ဒီတောင်းခုပေါင်းဆက်လိုက်တဲ့အခါစိတ်ကူးအိမ်မက်ကလက်တွေ့ဖြစ်လာပါတယ်။ဒါရိုးရှင်မြင့်မဲ့တော်တော်လေးအားကောင်းတဲ့မူပေါင်းတစ်ခုပါ။ဒီဖော်မြူလာမှာတော်လေးအကြီးတဲ့အစိပိုင်းခုတ်ကတော့ပညာရေးကတစ်ဆင့်ကိုကိုကိုပြန်ပြီးရင်းနှီးမြှုပ်နှံချက်မှာပဲ။ထရက်တာတယောက်ကိုစဉ်းစားကြည့်လေ။ဈေးကွက်ကိုမလစ်လာဘဲနဲ့တော့သူ့ပချံကိုပယ်တော့မှ risk မကြည့်ဘူး။အဲ့လိုပါပဲ။ ဘယ်နဲ့ပဲမှမဆိုရှင်ပရန်အောင်မြင်ဖို့အတွက်အတိကညာတဲ့ကျွမ်းကျင်မှုတွေရရှိအောင်လုပ်တာရွေးချယ်ချက်တစ်ခုမဟုတ်ပါဘူးဒါအကောင့်ထဲမှာဖို့ခင်မဖြစ်မနေလောက်ရမယ့်ဖြစ်စဉ်မှုတစ်ခုဖြစ်ပါတယ်ကဲကိုကိုကိုယင်းနှမြုံနှံ့တာနဲ့ပစ္စည်းဥစ္စာတွေမှာယင်းနှမြုံနှံ့တာရဲ့ကွာခြားချက်ကိုကြည့်လိုက်ရအောင်ဒီလိုမြင်ကြည့်ပါကိုကိုကို invest လုပ်တာဟာအချင်းကြာလာတာနဲ့အမျှတန်ဖိုးတက်လာတဲ့ရေရွှေတည်တံတဲ့ပိုင်ဆိုင်မှုတစ်ခုကိုတိစောက်တာနဲ့တူပါတယ်ကိုရဲ့အတ္တပညာနဲ့ကျွမ်းချင်မှုတွေကတန်ဖိုးတက်လာတယ် PC ဥစ္စာတွေကကြတော့တန်ဖိုးကြတဲ့ပိုင်းဆိုင်မှုတွေပါဝယ်လိုက်တဲ့အချိန်ကစပြီးတန်ဖိုးကြတော့ပြီတကယ်ကြွယ်ဝမှုဆိုတာကိုယ့်ရဲ့မွေးရပါတန်ဖိုးကိုမြင့်တင်ခြင်းကနေလာတာပါဒီစကားပုံလေးကအဲ့ဒီချက်ကိုတော်တော်လေးရှင်းသွားစေတယ်ပိတ်ဆံရှိတဲ့လူတယောက်နဲ့အတွေ့အကြုံရှိတဲ့လူတယောက်တွေ့တဲ့အခါအတွေ့အကြုံရှိတဲ့လူကပိတ်ဆံကိုရသွားတတ်တယ်ဘာလို့လဲဘာလို့လဲဆိုတော့အတွေ့အကြုံနဲ့အသိပညာဟာအဆုံးစွန်သောအားသာချက်ဖြစ်လို့ပါပဲ။ အသိပညာမရှိတဲ့ရင်းနှီးငွေကအလွယ်တကူဆုံးရှုံးသွားနိုင်ပေမဲ့အသိပညာကတော့ရင်းနှီးငွေအစ်စ်တွေကိုအမြင်နဲ့ရှာဖွေပေးနိုင်ပါတယ်။အခုဖီအားများတဲ့နယ်ပယ်တွေက ထိတ်တမကူတွေနားလဲထားတဲ့တကယ်ကိုအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုကြောင့်ပြောကြအောင်။အဲ့ဒါကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခွန်အားကိုစီမံခန့်ခွဲခြင်းပါပဲ။ဒါကိုကိုယ်ပိုင်ဘဝရဲ့မျှတမှု balance လို့ခေါ်ကြဆို။ဒါကိုအကောင်းဆုံးစွမ်းဆောင်ရည်ကိုထိန်းသိမ်းပေးပြီး စရေးကြီးတဲ့အမားတွေစီဦးတွေစတဲ့ဘင်မန်းနွားနဲ့မှုကိုကာကွယ်ပေးတဲ့လောင်စာစီတစ်ခုလိုမြင်ကြည့်လိုက်ပါ။ဒါကကြောင့်ကျွန်တော်တို့ကိုအဓိကအချက်တစ်ခုစီပြန်ခေါ်တော့ရပါတယ်။ဘဝမှာဘယ်ရာကိုမစိုးအောင်မြင်ခြင်းဟာစစ်ကူးရဲ့အိမ်မက်တစ်ခုမဟုတ်ပါဘူး။ဖော်မူလာတစ်ခုသာဖြစ်တဲ့တဲ့။ပြီးတော့ဖျက်တာတဲ့ဘဝဆိုတာအဲ့ဒီဖော်မူလာနဲ့တိချစီမဟုတ်ပါဘူး။အဲ့ဒီချက်ဟာအရေးကြီးတဲ့ကိန်းရှင်းတစ်ခုပါပဲ။မြတ်တမ်းမှုမရှိရင် ဖော်မူလာရဲ့ဂျန်တဲ့အပိုင်းတရားလုံးပြိုကွဲသွားနေပါပဲ။ မြရားတဲ့ဘွားကိုအဓိကမန်တိုင်းကြီးခုနှစ်ခုနဲ့တိဆောက်ထားပါတယ်။ကိုတိုင်းလက်တွဲဖော်စိတ်ပိုင်းဆိုင်ရာမိသားစုမိတ်ဆွေအလုတ်နဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းတို့ပါပဲ။ဒီထက်ကတစ်ခုခုချော်ယွင်းသွားရင်စနစ်အခုလုံးကိုထိခိုက်ပါတယ်။ကိုပိုင်းဘွားမှာပြဿနာတွေများနေတဲ့ trader တယောက်ခါစီးကွက်မှာဆုံးဖြတ်ချက်မားရချတတ်တယ်လို့ပဲ။ဒီနေပယ်ဒီထက်ကတစ်ခုခုကိုရည်လူရှူလိုက်တာနဲ့ကျွန်တော်တို့ရဲ့အလုံးစုံစွမ်းဆောင်ရည်ကိုထိခိုက်စေပါတယ်။ရာလက်တွေကတော့ကောင်းကင်နဲ့မြေကြီးလိုကွာခြားသွားနိုင်ပါတယ်။ မြာတာတဲ့ဘဝကအကောင်းဆုံးဆွမ်းဆောင်ရည်နဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုအားဖြည့်ပေးတယ်။မြာတာတဲ့ဘဝကတော့စိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပိုးတွေပြင်ပနှွမ်းနယ်မှုတွေနဲ့ဘဝမှာရောအလုံးမှာပါစိတ်ကြီးကြီးတဲ့အမားတွေကိုတည်ဆောင်လာတတ်ပါတယ်။ဒါကတကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုပါ။ကိုယ့်ရဲ့ပင်ကိုယ်လက္ခဏာကိုကိုယ့်ရဲ့ယာကျူးဓမ္မမှုနောက်ဆုံးရခဲ့တဲ့အောင်မြင်မှုတစ်ခုချင်းနဲ့သတ်မှတ်လို့မရပါဘူး။ trader တယောက်ကသူ့ရဲ့နောက်ဆုံးနိုင်ခဲ့တဲ့ trade တစ်ခုထက်အများကြီးပိုပါတယ်။ ကိုယ့်ရဲ့တကယ်ဖြစ်သေးမှုဟာမိသားစုအလုံးနဲ့တွင်းစစ်ဘဝတို့ရဲ့မြတ်မှုတစ်ခုပါပဲဒီလိုဘတ်စုံပေးစုံနဲ့ပင်ကိုလက္ခဏာကဘလို့အခက်အခဲမျိုးကိုမစို့ကြံ့ကြံ့ခံနိုင်တဲ့စိတ်သက်ကြံ့ခဲမှုကိုပေးဆောင်ပါတယ်ကဲကျွန်တော်တို့အိမ်မက်တီလုဆောင်ချက်အတွက် formula နဲ့မြတ်မှုရဲ့ရေးပါပုံတွေကိုလေ့လာခဲ့ပြီးပါပြီအခုနီးဖြူဟာရဲ့နောက်ဆုံးအပိုင်းစစ်မှန်တဲ့ပျော်ရွှင်မှုရှိတဲ့ဘဝတစ်ခုတည်ဆောက်ချက်အကြောင်းပြောကြအောင်ဒါဟာရေးရှိဒီတန်နဲ့ပြည့်စုံမှုကိုရရှိဖို့အတွက်မန်ကန်တဲ့တိဆောက်ဖို့မန်ကန်တဲ့လုဆောင်ချက်အစီအစဉ်ကိုနားလည်ခြင်းနဲ့တည်ဆိုင်ပါတယ် ဒီနေရာမှာလူအများစုမားတက်ကြပါတယ်သူတို့ဟာတာမအခြေအနေတစ်ခုကိုစီမံခန့်ခွဲရင်အဲ့နာဒါတနည်းနည်းနဲ့အောင်မြင်မှုစီကိုဥတီသွားလိမ့်မယ်လို့မျှော်လင့်နေကြတယ်အောင်မြင်တဲ့သူတောင်ရဲ့အလေးချင်းတွေနဲ့ပင်ကိုလက္ခဏာကိုတည်ဆော့မဲ့အစားမကျင်နှက်ဆရာလက်ရှိအခြေအနေကိုပဲဖြင်းစင်နေရင်အချင်းကုန်နေကြပါတယ်ဒါကကျွန်တော်တို့တော်တော်များများတင်ယူခဲ့ရတဲ့မာယွင်းတဲ့လမ်းကြောင်းပါပဲပထမဆုံးသစ်ရှိဥစ္စာတွေယာဒူတွေမွေတွေပိုပြီးပိုင်ဆိုင်ဖို့စူးစမ်းတယ် ပြီးရင်လိုချင်တာတွေပို့ပြီးလှုပ်ဆောင်နိုင်မယ်။နောက်ဆုံးမှာတော့ပျော်ရွှင်မှုကို ဖြစ်တည်စေမယ်ပေါ့။ဒါမဲ့ teaching ကပုံကစိတ်ပျက်စရာတွေရှိဖို့ပဲအမြဲလိုလိုဦးတည်စေပါနဲ့။ဒါဟာဘယ်တော့မှမရောက်နိုင်တဲ့မုကိုစဝိုင်းကိုလိုက်ဖမ်းနေရလို့ပါပဲ။တကယ်အောင်မြင်တဲ့ချင်းခက်ပုံကတော့အထွေခေါပုံစံကိုလုံးဝပြောင်းလဲဖို့လိုရပါတယ်။ဒီ season ကိုလုံးဝကိုပြောင်းပြန်လန်လိုက်ခြင်းပါပဲ။ ဒါဟာတင်းငယ်တဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုမဟုတ်ပါဘူး။ပြည်ဆောင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့နဲ့ပတ်သက်ပြီးအခြေခံကြကြပြောင်းလဲလိုက်တာပါ။ဒါကတော့အောင်မြင်တဲ့ဘဝရဲ့တကယ် blueprint မှန်ပါတယ်။ဖြစ်တည်ခြင်း being ချင်းနဲ့စတင်ပါတယ်။ပထမဆုံးကိုဖြစ်ချင်တဲ့ပုဂ္ဂိုလ်ကိုယ့်ရဲ့အဓိကဘင်းကိုလက္ခဏာကိုဆုံးဖြတ်ပါ။အဲ့ဒီဘင်းကိုလက္ခဏာကနေအဲ့လိုလူတစ်ယောက်လောက်ဆောင်မဲ့အရာတွေကိုလောက်ဆောင်တူပါ။အဲ့ဒီခါမှာတော့တဘဝကြတဲ့အကျိုးဆက်အနေနဲ့ကိုတကယ်လိုချင်တာတွေကိုပိုက်ဆိုင်ဟေးလာမှာဖြစ်ပါတယ်။ BE to have ဒါတကယ်ရရှိတည်တံ့တဲ့အောင်မြင်မှုကိုဖွင့်ပြမယ်တော့ချက်ပါပဲ။ကဲအဲ့ဖြစ်တည်ခြင်းဆိုတဲ့ပြောရွှင်တဲ့အခြေအနေကဘေးအရာတွေပေါ်မှာမူတည်နေတယ်လေ။အဲ့ဒါကဒီအခြေခံအချက်၃ချက်ကနေလာပါပဲ။စိတ်ပါဝင်စားစွာလူဆောင်ရတစ်ခုရှိနေခြင်းဒီခီလန်းကိုမျှဝေခံစားဖို့ချစ်ခင်ရသူတစ်ယောက်ရှိနေခြင်းနဲ့အမြဲတမ်းအပြုတ်တဘောဆောင်တဲ့ပျော်လင့်စရာတစ်ခုရှိနေခြင်းတို့ပါပဲ။ဒီစကားကိုတော့ရင်ထဲဆွဲနေအောင်မှတ်ထားစေခြင်းလေ။ နောက်အနှစ်20မှာတင်ဟာတင်လိုက်လံလုဆောင်ခဲ့တဲ့အိမက်ဒီထက်တင်လက်လွတ်ခဲ့တဲ့အိမက်ဒီအတွက်ပိုပြီးနောင်တရလိမ့်မယ်။ဒါဟာတွန်းလာပေးတဲ့စကားတက်တက်မဟုတ်ပါဘူး။ဘာမှမလုတ်ပဲနေချင်းရဲ့ကြီးမားတဲ့တန်ဖိုးအတွက်တတိပီးချက်တစ်ခုပါ။ဒါဟာရင်လဲမှာကင်းအောင်နေတဲ့အိမက်ဒီကိုအကောင့်အထက်44အတွက်အကောင့်တွေအရေးကြီးခန်းစားချက်ကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်စိတ်လှုပ်ရှားလိုက်ပါပြီးတော့ရဲရဲဝံ့ဝံ့စွာရှစ်ဆက်လိုက်ပါကိုဘဝကိုကျွမ်းကျင်တဲ့ trader တယောက်ကဈေးကွက်ကိုချင်းကတ်တယ်လို့ချင်းကတ်ကြည့်ပါရှင်းလင်းတဲ့မြွန်မှန်းချက်ခိုင်မာတဲ့နီးပြွာနဲ့အကောင်းထည်ဖို့ရတဲ့တက်တီတင်တဲ့အတူပေါ့ကိုရဲ့အကောင်းဆုံးအခွင့်အရေးတွေကိုလက်လွတ်မခံပါနဲ့ရည်ရချက်ရှိရှိနဲ့ဘဝကိုစတင်နေထိုင်ဖို့အချိန်ကြပါပြီ